အာကတ်တတော်၏ညောင်ကျိုးပြူပါစခန်းကိုအပိဒတ်သိမ့်ပိုက်ရရှိကြောင်းတရားဝင်ထုတ်ပြန်ကြေညာငလီနဲ့ခံရပြီးလက်ရှိနေ့အထိမြေပြင်မှာဘုံကျဲနေတဲ့ဖက်စစ်တပ်အကြောင်းဖက်စစ်တပ်စကားရှင်းကြားရှိဧပြီလ6ရက်နေ့2025ခုနှစ်လူမျက်ကြော်ညာခင်းပိုင်းတင်ဆက်မှုများမှကြိုဆိုပါရစေဗျာဒီကနေ့မှာတော့ အခက်တော်အေရဲ့တရားဝင်ထုတ်ပြန်ကြေညာချက်တွေနဲ့အတူငလီနဲ့ခံရပြီးဒီနေ့ထိရှိရက်အတွင်းမြေပြင်နေရာ29ခုမှာဘုံကျဲခံနေရတယ်ခရီယောဟိုတယ်မိုးရွာလေကြီးအခြေအနေကြောင့်မြေသားပြုတ်ပြီးပြုတ်ကျပြီးတစ်ခုလုံးပြုတ်သွားတဲ့ရုပ်အလောင်း80ကျော်အထဲမှာ တွေ့နေဆိုတဲ့တည်င်းတွေရှိနေတယ်လို့ ရန်ကုန်စစ်ကြောရေးစခန်းတစ်ခုပြင်းပြင်းထန်ထန်ထိုက်ခိုက်ခံရတာတွေရှိပါတယ်ဒီအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်ပြီးပထမဦးဆိုတာတော်လန်သတင်းတွေကိုကျွန်တော်စပြောပါမယ်တော်လန်သတင်းတွေနေတဲ့ကတော့အားလုံးကြားပြီးသားလည်းဖြစ်နေတယ်ညောင်ကျိုးပြူပါစခန်းကိုတိမ့်ပိုက်လိုက်ပြီးဘရောင်းညောင်ကျိုးပြူဟာဂုံးကိုတိမ့်ပိုက်လိုက်ပြီးမတ်လာနှစ်ရက်နေ့ ။ဟော sorry April 2ရက်နေ့တွေကတိမ့်ပိုက်လိုက်ပြီဆိုတာကိုကြီးညာပါတယ်။တရားဝင်ကြီးညာပါတယ်။အဲ့တော့ April 2ရက်နေ့ညောင်ကျိုးပြူဟာစကန်ကိုတိမ့်ပိုက်လိုက်နိုင်ပြီလို့မကြီးညာခင်အရကတ်တော်အင်းနဲ့ပူပေါင်းတပေါင်းစုတွေဟာညောင်ကျိုးပြူဟာစကန်ကိုမလား16ရက်နေ့မှာစပြီးထိုးစစ်ဆင်ခဲ့တာဖြစ်တယ်။16ရက်ကြာထိုးစစ်ဆင်တယ်အရကတ်တော်အင်းနဲ့ 格是讲格、嗯、 里啊，可以比你嘞，不是是可以得泰国，虽然投资人在泰国，啊，你哩面还是给了伊呀。特妹，咩，要问你能懂袂哈？他把我本人哩，妈那侬实现哩嘛，只要有我连比较，要问你能懂我呀？别克一系的，鲁咱只三零五哩，比侬做四的，别克新多，啊，钱哩股表达给格路，真真正正比较差话哩。 ဧပြီလ၄ရက်နေ့မှာတော့ဘတ်စစ်တပ်ဟာအပြစ်ရတယ်ဆိုပြီးတော့လူကြောက်ကောက်အောင်ချင်းကြားကြီးကိုစကားထွက်ပြောပါတယ်။ဒါပေမဲ့လေကြောက်ပြူစစ်တွေဒီမှာလက်နက်ကြီးတွေ drop ဘုံတွေလေချောင်းတွေနဲ့အပြင်ကိုစစ်တမောတွေကနေပစ်ကတ်တိုက်ခိုက်မှုတွေကိုဒီနေ့ထိလုပ်နေတယ်ဒီအခြေကြီးလုပ်နေတယ်လို့သိရပါတယ်။ဒါပြင်မှာဘကူတိုင်းအေယော်ဒီတိုင်းအကတ်တတော်အေးပူပေါင်းတိတ်စစ်ကြောင်းများကို နေ့တိုင်းစစ်ကြောထိုးပြီးတော့ဆစ်ဆင်နေတယ်အဲ့တော့နောက်ထပ်အာကာတတ်တော်အီထပ်မံပြောကြတဲ့အခြေအနေကနှစ်ရက်နေမှာကြီးညာတယ်အပြည့်ရက်ဆိုပြီးချင်းကြားကြီးယူပြောပေမဲ့ကြောက်ဖြူမှာတပြုတ်တောင်းပြားတယ်ကြီးရွာတယ်ဒီကြီးရွာတွေပတ်ဝန်းကျင်ကိုလက်နက်ကြီးဒရုန်းနဲ့ပစ်ကတ်တိုက်ခိုက်တယ်တစ်ပုတ်တောင်းကြီးတဲ့စကန်အမှတ်30နဲ့ရဲတက်ရင်မြေပြင်စစ်ကြောင်းတွေအချိန်ချင်းတိုက်တယ် မတ်လ၂ရက်နေ့တရက်ထဲမှာအပြည့်ရပါတယ်ဆိုပြီးခွေးပါဇက်ကနေဖြာစကားထွက်တဲ့ဖက်စစ်တက်အပြည့်ရတယ်ဆိုတဲ့နေ့တနေ့ထဲမှာလေ drop ဘုံအရေးအတွက်60ပြက်ကတက်ကိုင်းမှုအချိန်60လောက်ခဲ့မင်းအောင်လိုက်စကားရှင်းကြရည်ဆိုတာညင်းစရာမရှိပါဘူးလူပြောလူယုံခွေးပြောခွေးယုံဆိုတာကိုသိတဲ့အချုပ်တက်တွေကအဓိကအာရခတ်တက်တော်အေးကပေါ့ ာရင်ကိုကိုရင်တိုက်အစင်သည့်ပြင်ဆင် ခုကံကာဝယ်ဖို့စနစ်တကျမပြင်ဆင်နိုင်ဒီအချိန်မှာဖက်စစ်တပ်ဟာငလင်းဘေးဖြစ်လို့လူသေးသေးကဘာကြီးနှစ်ချမ်းခွဲခွဲအာနာအကျိုးစီးပွားအတွက်နဲ့လူတက်ဖို့ဝင်မလေးတဲ့စိတ်ဒစလူတက်သမားဆိုတာအားလုံးလည်းသိမြင်နားလည်ကြပြီးပြီဖြစ်ပါလိမ့်ကျွန်တော်အကျင့်တဝင့်မပြောတော့ဘူးနောက်ထပ်ပုံနာချွန်းဖတ်တွေရွှေမင်းကန်စိတ်ကန်ပေါတော့120မမလက်နက်ကြီးတွေနဲ့ ၃ရက်နေမှာဆက်ပစ်တယ်၅ရက်နေမှာပစ်တယ်၅ရက်နေမှာတက်ပြီးတစ်ပုတ်တော့ရေးတဲ့စကန်ဒိုးတန်းတော့အမတ်တော်ကနေရက်တက်ရင်းစစ်တင်မောဂျက်တိုက်လေးတွေအတုံးပြူမြေပြင်စစ်ကြောင်းချိုးတယ်ကြက်တိန်တပြူတော်ပြားတဲ့ပြင်ရှေလက်ခမောကလာတာခပ်ပြင်ကြီးပါလေကိုလက်နက်ကြီး drone တွေတိုက်လေးနေစစ်တင်မောတွေနေနဲ့ပြက်ကတိုက်ခိုက်တယ်ဧပြီလ၅ရက်နေ့တည့်ရက်ထဲမှာ drone တွေနဲ့ မနေ့9နိုင်28မှာနှစ်ချိန်ဘုံတက်ချေဧပြီလ9ရက်နေ့ညနေ3နိုင်45မိနစ်မှာရခိုင်ရိုးမာထက်မှာရှိရဲအာကတတော်အေးပူပေါင်းတပ်ပေါင်းစုတွေရှိရနေရကိုဝိုင်တွင်းနေဘုံချေချနောက်တစ်ခုကဒီကနေ့ဘူးဘူးတလင်စတက်ရေဒီတွေနဲ့ပြက်ခတ်တိုက်ခတ်လုပ်နေဒီကနေ့နော်ဒီကနေ့ကြေးရွာနှစ်ရွာ တော့ပြည်သူလူထုတအူးသေးဆုံးတယ်လို့ကျွန်တော်တို့အကြမ်းမြင်းတော်သိထားရပြီညနေ6နာရီမှာဖြစ်သွားတာဖြစ်ပါတယ်ကုတ်ကုတ်စုဂျေးရွာနဲ့အုတ်ချင်းရွာဒီနေရာပေါ်ကိုဘာတိုက်ပွဲမှမဖြစ်ပဲအပြစ်ရပါတယ်ဆိုတော့ဖျားစကားပြောတဲ့ချင်းကြီးကိုဖတ်စစ်တပ်ဟာစက်တက်လေဒီနဲ့ဘုံနှလုံးကျဲချခဲ့ပါတယ်စက်တက်လေဒီတန်ကြောင့်ပြည်သူလူထုအပြစ်မဲ့အုတ်ချင်းရွာကဥုံဆုံမင်းပွချင်းပြီးပါတယ် ပြီးလူနှစ်ဦးဒဏ်ရာရရှိရလို့ကျွန်တော်တို့အကြံပြင်းတိထားရပြီးအသေးစိတ်ချင်တွေကိုတော့အတည်ပြုဖို့စ조사ဆဲပါအဲ့တော့မင်းရင်းကနေ20နှစ်ရတည်းအပြစ်မဲ့အပြစ်ရဲ့ကြီးညာမယ်လို့ပြောပေမဲ့နောက်ချိုတောင်ခမ်းကိုအစိမ့်ဝေပုံတုံးနဲ့ကြဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဧပြီလ9ရက်နေ့မှာပဲမွန်လွဲ2နာရီမှာ တောက်ခန်းကို900နှစ်စခန်းအနီးမှာစစ်တပ်ကအစိတ်မွေဘုံနေတဲ့လာရကျဲချတိုက်ခိုက်ခဲ့တယ်။ရပောင်း20ကြာအပြည့်ရမယ်ပြောလိုက်။ပြည်သူလူထုကိုကူညီပါမယ်ပြောလိုက်နေတဲ့ဖျားစကားချင်းချားရည်ယူမင်းအောင်လိုက်စကားချင်းချားရည်ယူဖက်စစ်တပ်စကားချင်းချားရည်ယူဒီကောင်တွေကတော့ကဘာကြီးကိုလူမြင်ကောင်းလူကြားကောင်းအောင်လုပ်ပြနေပေမဲ့လက်တွေ့မှာတော့ဖက်စစ်စစ်ဘလူးနဲ့ ဖက်စစ်စင်ဘလူတတိုင်နဲ့ဖက်စစ်စင်ဘလူတတိုင်ကိုဦးဆောင်ထားတဲ့စိတ်ဒစလူသက်သမားတယောက်ပဲဖြစ်ပါတယ်ရန်ကုန်တရင်းလေးကြည့်အောင်မနေ့ကရန်ကုန်တိုက်ကြီးကပ္ပစာ71ကိုရှော့လိုက်တော့ပြင်အားအော်ဖြစ်အားပြင်ရှော့လိုက်တော့သုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုဆောင်ရွက်ပြီးမှဒီကနေ့ရန်ကုန်မှာ အောင်တပြေစစ်ကြောကြီးစခန်းမနေ့ကမနေ့ကပေါ့ဗျာဒီနေ့လို့ပြောမှာတော့မနေ့ကညနေဟိုည7:00နာရီအောင်တပြေစစ်ကြောကြီးစခန်းရေစခန်းဝင်းတွင်းတို့50မမစံတီးတွေနဲ့ပြစ်တက်တိုက်ခတ်ခဲ့ပါတယ်ရန်ကုန်အာမေကပြစ်ခတ်တိုက်ခတ်ခဲ့ပြီးဖက်စစ်တပ်ကိုအမြဲပြခြေမုံသွားပြီးခြေမုံသွားပြီးဖြစ်ကြောင်းကြေညာလာပါတယ် မြို့ပြပျောက်ကြားတဲ့ကတော်လန်ยีကိုစင်စက်မပြတ်အလုံးနေပြီးစစ်တပ်အကြောင်းကောင်းကောင်းသိတယ်အတွေးခေါ်တော်လန်ยีအတွေးခေါ်နဲ့တော်လန်နေတဲ့သူတွေကတော့စစ်တပ်ရဲ့ရုပ်မာမှုနဲ့စစ်တပ်ရဲ့ချင်းကြားရည်ကိုစကားများကိုလုံးဝမယုံပဲလူပြောလူယုံခွေးပြောခွေးယုံပဲလို့တတ်မှတ်ပြီးတိုင်ရင်ကိုကူရင်တိုက်ခုကံကာကွယ်စစ်ကိုပြင်ပြည်သူလူထုကိုအစင်သိပြင်ခိုင်းတာတွေ့ရတဲ့အတွက်ကျွန်တော်တို့အင်မတန် ဂုံယူမိပါလေလေးစားမိပါလေဖက်စစ်တပ်အကြောင်းကိုမတိဘဲနဲ့တော်လန်ရေးမှာရောင်ဝါးဝါးလုပ်လို့မရတာဟာအချိန်ကြာလာတာနဲ့အမျှအရေလေတော့အဖက်တွေတွေ့လာကြပါပြီဘုံတိကိုမတိနဲ့နိုင်ငံရေးရောင်တော်လန်ရေးရောင်စစ်ရေးရောင်ရောင်ဘာရောင်ရောင်ညာရောင်ရောင်နဲ့လင်းနေတာဖြတ်တန်းလာပြီးတခါလာပြည်သူလူထုဟာဘသူဖားလဲဘသူငားလဲတိတ်တိတ်ချာချာကွက်ကွက်ပြပြတိရှိလာလိတ်လာနေပြီလို့ကျွန်တော်ယုံကြည်ပါတယ် ဒါကြောင့်မို့ပြည်သူလူထုတည့်ရလုံးထံမေတ္တာရက်ခံပန်ကြားလိုတာကဖတ်စစ်တဲ့ရဲ့အကြောင်းရုပ်မှားမှုအကြောင်းကတော့ပြောမဆုံးပေါ့တော်သုံးတော်ဖြစ်ပြီးဖြစ်တဲ့အတွက်ကိုတော်လိုင်းအင်အားစုများနိုင်ငံအင်အားစုများထံလဲခဏခဏပြောရလုံးလို့လူမျက်တော်ကလက်ဝိဝဲတတ်ထိုးရမယ်အခြေအနေမျိုးရှိပါတယ်ဆိုတော့တကယ်လုတဲ့လူတွေတကယ်ယုံကန်တဲ့လူတွေတကယ်ကိုပြည်ပြည်မှာအသက်ဆုံးတိုက်ပွဲဝင်တဲ့သူတိုင်းတအူးချင်းတယောက်ချင်းကို နှလုံးသားတွေကလေးမြက်ယုံကြည်အားကိုးဂုဏ်ယူမိကြောင်းကိုလည်းတဆက်ဆက်တည်းပြောရင်မြမနိုင်ငံကြီးမြမတော်လှန်ရေးဆိုတာအင်မတန်တိတ်ဝိတ်ရှုပ်ပွေးပါလေဆိုတဲ့အကြောင်းနိုင်ငံကြီးခေါင်းစဉ်အောက်ကနိုင်ငံကြီးကံကြီးထိုက်မဲ့သူတွေအများပြားရှိနေတာကိုလည်းတွေ့လာရပြီဆိုတဲ့အကြောင်းနိုင်ငံကြီးဆိုတာရောချလို့မရဘူး for sure လို့လို့မရဘူးဆိုတာကို ဒီ၄နှစ်တာ၄နှစ်ကျော်၅နှစ်ကာလအတွင်းကိုကြီးနင်းဝင်ရောက်လာပြီဖြစ်တဲ့တိုင်းပြည်ရဲ့အခက်အခဲဆုံးအချိန်ဒီမှာတော်လိုင်းရဲ့အခက်အခဲဆုံးအချိန်ဒီမှာတော်လိုင်းနိုင်ငံရေးအတွက်ဆုံးဖြတ်ချက်ချမှတ်ရမယ့်အချိန်ဒီမှာဘသူကဘလို့ဆုံးဖြတ်ပြီးဘသူကဘလို့ကင်တွယ်တယ်ဘသူကဘလို့ဆုံးဖြတ်ပြီးဘသူကဘလို့ဆက်လက်ဆောင်ရွက်တယ်ဆိုတာကိုပြည်သူလူထုကြီးကလည်းကွဲကွဲပြားပြားတည်ငြိမ်နေကြပြီလို့ကျွန်တော်ယုံကြည်ပါတယ် ဒါကြောင့်မို့တော်လန်ပြည်သူအပေါင်းတို့ခင်ဗျာဉာဏ်ပညာစင်ကြုံတရားနဲ့တော်လန်ရေးကိုဆောက်ရှောက်ပေးပါငွေကြီးကအစ Facebook စာမျက်နှာကအစုံပြည်သူလူထုကိုလက်တလုံးကျနဲ့လိမ်လည်လှပြပြီးတော်လန်ရေးခေါင်းစဉ်အောက်မှာ for sure for sure လုပ်နေတဲ့သူတွေကို like the chat တော့မပေးပဲပြည်သူလူထုရဲ့စုံမပဲ့ပြီးမှုပြပါ တော်လည်းကြီးမှာကြီးပဲလားဆိုတော့မဟုတ်ပါဘူးအခြားသောတော်လည်းကြီးကိုမျက်ွယ်ပြုတ်ပြီးပြည်သူလူထုကိုနှိမ့်စင်နှိမ့်ဆက်တက်ဖြတ်တဲ့တက်ဖြတ်မှုမှာပါဝင်ကူညီနေတဲ့အမှုပညာရှင်အတတ်ပညာရှင်မိကဲ့သို့သောသူမျိုးကိုမဆိုမိမိတက်ဆွမ်းတဲ့ဘက်ကနေပြီးတော့ဆုံးမပဲ့ပြီမှုကိုပြပါပြည်သူလူထုရဲ့ထိန်ချောင်းမှုနဲ့သာကျွန်တော်တို့တွားကြရမှာဖြစ်ပါတယ်ဒီကနေ့ 历史一千年有几门手艺？当年的芝麻弄到能牵个白芝麻，发展到龙华、龙华、龙华、龙华，现在看规模无穷大，转，没几多的叫，第一家做保暖大吧？大哥牛皮啊你个，牛毛皮啊你个，到哪边都搞，没到哪边都搞，这是哪里边便宜没？有啥玩意？多多。嗯 comfort zone ဆိုရဲအနေအစားချောင်ရင်ပြီးရောဆိုရဲကျွန်တော်တို့တိုင်းပြည်လူမျိုးရဲ့အချို့တော့သူတော်တော်များများကိုယ်နှခံပွေးမီးမလောင်မချင်းကိုနဲ့မဆိုင်တယ်လို့နေခဲ့ကြရာကဒီကနေ့ရန်ကုန်အေဝဒီလောက်ကလွင်ရင်ကျန်တဲ့မြန်မာပြည်အလဲပိုင်းတစ်ခုလုံးနီးပါငလင်ဘေးကပ်ဘေးခံရတဲ့အချိန်မှာမှ ဘဲကောင်ကဘလူးလဲဘဲကောင်ကလှူလဲဘလူးစီလူစီဖားနေငါတဲတဲကွဲကွဲရှုမြေတုံးသက်နိုင်လိမ့်မယ်လို့လဲယူဆပါတယ်တစ်ဖက်မှာလဲဖက်စစ်တပ်ဟာနိုင်ငံကကရရှိထားတဲ့အလူငွေပေါင်းအမေရိကန်ဒေါ်လာတန်ပေါင်းယာနဲ့ချီကိုလက်ခံထားပြီးလက်ရှိအချိန်ထိပြည်သူလူထုဟာမန္တလေးမှာစကိုင်းမှာဆိုရှယ်ဆမ်မြက်ထမမြင်ရတဲ့မြင်ကွင်းတွေအရအရ ထမင်းတို့တထုပ်ကိုတန်းစီပြီးစားနေရတဲ့အခြေအနေပဲရှိပါသေးတယ်။နိုင်ငံတော်အဆင့်ကုညီကေသေးရေးစခန်းနိုင်ငံတော်အဆင့်စာနယ်ရေးခါထောက်ပံ့မှုစခန်းနိုင်ငံတော်အဆင့်စိတ်ဒဏ်ရာများလူထိခိုက်ဒဏ်ရာများကုသပေးနိုင်မှုအခြေအနေနိုင်ငံတော်အဆင့်ပြန်လည်ထူထောင်ရေးနိုင်ငံတော်အဆင့်ဆိုတဲ့အရာတစ်ခုမှမလုပ်ပဲငလီနယ်ရှစ်ရက်မြောက်နေ့ဒီနေ့အထိနေရာပေါင်း30ထက်မနည်း လီနဲ့ဘုံကျဲတက်ဖြတ်စစ်တိုက်နေကြပါလေခင်ဗျားတို့ကိုနိုင်ငံတကာကလူထားတဲ့ပတ်စံတွေပြည်သူလူထုကိုလူထားတဲ့ပတ်စံအလုံးဟာ၃ဘုံပုံရင်၄ဘုံပုံရင်၅ဘုံပုံရင်၁၀ဘုံပုံရင်တဘုံတော့ပြည်သူတို့ရဲ့ကုညီမှုမှာထဲ့ဝင်လိမ့်မယ်လို့ကျွန်တော်မယုံကြည်ပါဘူးဒါကြောင့်မို့ပြည်သူအသက်တွေနဲ့အလောင်းမုံတွေထက်က မျက်ရည်မျက်ခွက်နဲ့ဘဝ ड़ी ပြတ်နေတဲ့အချိန်ကိုမှချက်ပြီးဖက်စစ်တက်မင်းအောင်လိုင်ကရောဖက်စစ်တက်ကတော့ဖက်စစ်ဆိုတော့အထူးပြောစရာမရှိပေမဲ့တော်လည်ရင်သမားပါနိုင်ငံရေးသမားပါလို့ခံယူထားတဲ့လူတွေကထပ်ပြီးပြည်သူအလောင်းပုံထပ်မှာရောင်တော်ပြန်လှုပ်ပြီး အောင်ပွဲကိုအာယုံမဆိုင်တော်လန်ကြီးကိုအာယုံမဆိုင်တော်လန်ကြီးခေါင်းစဉ်အောက်မှာတော့နေပြီးတော်လန်ကြီးကိုအာယုံမဆိုင်ပဲလုံချင်အောင်စောင်းတာတွေကိုကျေးဇူးပြုပြီးရက်တက်ကငလင်းဘေးတံကာလငိန်သက်သွားခဲ့ရှင်ကျွန်တော်တို့ပြည်သူຫນွေဦးတော်လန်ရေးကြီးကိုအာယုံအပြေးဆိုင်ကအောင်ဝဲစီတို့အတူတူကခြစ်တွက် လိုပါကြောင်းခြစ်တက်ချင်ပါကြောင်းခြစ်တက်ဖို့တိုက်တွန်းပါကြောင်းပြည်သူလူထုကပြင်းပြင်းထန်ထန်ဆောက်ရှောက်ထိမ့်ကိုယူတိုင်းနမနိုင်ငံသမားတွေကိုဥဆောင်မှုပေးပါပြည်သူကဥဆောင်မှုပေးပါဆိုတော့ပြည်သူလူထုကမြို့ပြမှာနေတာကတမျိုးစာဝိနေရေးရှာဖွေရတာတမျိုးငါတို့ဘယ်လိုလုပ်ရမလဲကွာတနတ်တွေလည်းမရှိဘူးဟုတ်ပါတယ် အမှန်ကတော့နိုင်ငံရေးသမားတော်လှန်ရေးသမားဆိုတဲ့ခေါင်းဆောင်ပါဆိုတဲ့ပုဂ္ဂိုလ်တွေကဥဆောင်ပေးရမှာဖြစ်ပါတယ်။သို့တော့ဒီလူတွေရဲ့လောက်ကန်ဆောင်ရွက်နိုင်စွမ်းဟာ၄နှစ်ကျော်၅နှစ်ကာလအတွင်းကိုရောက်ရှိနေပြီမဲ့ရလတ်ဆိုတဲ့တစုံတရာခိုင်ခိုင်မာမာမပြတ်သေးနိုင်တဲ့အတွက်ပြည်သူလူထုဟာယုံကြည်မှုတွေရုပ်သိမ်းပြီးအခြားဥဆောင်နိုင်မဲ့တော်လှန်ရေးနိုင်ငံရေးစီးအတွေးခေါ်မူဝါဒ ideology အဆရှိတဲ့ အနာဂတ်နိုင်ငံတော်တက်မှာဥဆောင်နိုင်မဲ့သူတွေကိုမျက်စိဒေါက်ထောက်အချိန်မလက်ရှာဖွေကတော်လိုင်းကိုသွေးတက်လောင်းကြပါလို့လေအထုတိုက်တော့ပါဒီတစ်ဖြတ်ပြီးတဲ့အခါကျတော့ဒုတိယပိုင်းနေနဲ့ငလင်အကြောင်းပြောကြရအောင်ငလင်တန်ဟာဒီကနေ့ဒီမြင်းချံမှာနည်းနည်းထပ်လုတ်သွားတယ်လို့ကျွန်တော်သိရပါတယ်မနေ့ကလည်းငလင်လှုပ်မှုတွေရှိပါတယ်ဒီကြားတဲ့ဒကာလာ မိုးသည်ထန်စွာရွာသွန်းမှုလေယောမိုးအရွာသွန်းမှုတွေကြောင့်မြေပြိုမှုတိုက်ပြိုမှုတွေအများပြားဖြစ်နေတယ်လို့ကျွန်တော်ကြားရပါတယ်။မနေ့ကတော့မန္တလေးမှာမိုးတွေသည်ထန်စွာရွာတော့ကျုံးပေးပါလိဗျာ။အိမ်ပြိုကြလို့ခုံနားစရာမရှိလို့ခိတ္တနေတဲ့သူတွေမိုးတံကြောင့်ထပ်ပြီးတော့မိုးရေတဲ့တညာလုံးမအိရငိုးတို့ထိုင်ပြီးသမင်းတလုံးစားဖို့ကူကယ်ရမဲ့နေတဲ့အခြေအနေကိုကြည်ရင် ဒီတိုင်းပြည်ဒီအုပ်ချုပ်သူဒီစနစ်တွေကိုအမြင့်ကမလန့်အမြင့်ကလှန်လို့မရမချင်းဒီဒုက္ခတွေကိုဒီပြည်သူတွေထပ်ခံစားကြရအောင်ပါပဲလို့ကျွန်တော်တွေးမိပါတယ်ဒါကြောင့်မို့ငလင်ပီးကပ်ပီးဆိုတာကြိုတင်တွက်ဆလို့မရတလို့နောက်တဘလူဘီးမျိုးတွေလာမလဲဆိုတာလည်းမှန်းဆလို့မရပါဘူးရန်ကုန်ဆိုရင်အန်ဒီရရှိတဲ့အခြေအနေမှာ ပါဝင်နေပါတယ်။နောက်ထပ်အလုတ်လာမဲ့ငလင်းတွေရေကြီးတွေရေကြီးတာတွေဆူလာမီတွေဟာရန်ကုန်အေရဝတီကိုဥတီနေတယ်လို့အကြမ်းမင်းသတင်းရသတင်းများရသိရပြီးရန်ကုန်မြို့ဟာလည်းကြီးလန့်ဆာဆာအခြေအနေဖြစ်နေပါတယ်။ဒါကြောင့်မို့ဒီကနေ့ဆိုရင်မန္တလေးမှာ Great Wall Hotel ဆိုတဲ့အစိုးရကပိတ်ဆို့ထားပြီးကယ်ဆယ်ရေးလုပ်ခွင့်မပေးတဲ့ Great Wall Hotel ဟာထပ်ပြုံကြပါတယ် ငလင်တန်ခံပြီးတလအတွင်းမှာမြေောက်အကွဲချောင်းတွေကတဆင့်ရှွံ့လို့နဲ့ရေဝင်ရောက်လာမှုကြောင့်မြေသားပျော့ကြပြီးတန်နေရာရှိတဲ့အဆောက်အဦမှန်သမျှပြိုကျနိုင်တယ်လို့ကျွန်တော်ယမန်နေ့ကလည်းပြောတာပြီးသားပါလမ်းတွေတရားတွေဟာလည်းပြန်လည်ပြင်ဆင်လို့ရနိုင်တဲ့အခြေအနေမရှိသေးဘူးထမှန်ပြိုကျပျက်စီးမှုတွေထမှန်လုတ်ခတ်မှုတွေရှိနိုင်တယ်ဒါအပြင်မှာဆက်သွယ်ရေးဖုန်းလိုင်းအင်တာနက်မီး အစရှိတဲ့ပြည်သူလူနေစဉ်လူမှုဘဝရဲ့ဖြတ်တမ်းမှုမှာလိုအပ်ချက်တွေဟာလေအ ਨੇ ဆုံးတလလောက်အချိန်ထိခက်ခဲကြတဲ့နေအောင်မယ်လို့ယူဆတယ်နောက်တစ်ခုကနောက်ဆုံးတစ်ခုကတော့ပြည်သူလူထုရဲ့ပြန်လည်ထူထောင်ရေးကိစ္စတွေကိုချစ်တဲ့ဟာလုံးဝလောက်ကန်ဆောင်ရွက်ပေးမှာမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်တွေ့ရတယ်ပြည်သူကအခုအချိန်ထိကိုတူကိုထလုပ်နေတာကိုလည်းကျွန်တော်မြင်ရတယ်ဒါကြောင့်မို့ဒီကနေ့ Great War Hotel ပြောင်းချမှုနဲ့ပတ်သက်ပြီးတော့ နောက်ထပ်တန်ရအထက်အဆောက်အဦမှန်တယ်ဗျထပ်မံပြိုကျနိုင်သေးတယ်လို့လည်းသတိပေးပါစေ Grey Wall Hotel ဟာတကယ်ကူညီခွင့်လုံးဝမပေးဘဲပိတ်ထားပြီးအထက်ကလူတွေတေးသေးကြေးကြေးအထက်မှာဘာတွေရှိမှန်းမသိနဲ့အချိန်ဤတော်တော်ဆိုးခဲ့ပါတယ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေတပွဲပွဲနဲ့ဝင်လိုက်ထွက်လိုက်လုပ်နေပြီးတော့ Grey Wall Hotel မျိုးတော်တိကျတဲ့ကူညီကယ်ဆယ်ရေးခိုင်မာတဲ့နိုင်ငံတော်အဆင့် ူညီကြတဲ့ကြီးမလုပ်ပေးနိုင်ရင်ကျန်တဲ့အများပြည်သူအတွက်ကတော့ဝေးလာဝေးပါပဲဗျာနောက်တစ်ခုက Sky Villa ကိစ္စ Sky Villa နဲ့ပတ်သက်ပြီးတဆက်ဆက်တည်းပြောပြခြင်းသေးတာက Sky Villa ကိုစောက်တဲ့စောက်လို့ရေကုန်နေရရန်ကုန်တလတ်တားကိုစောက်နေတယ်လို့အကြမ်းမြင်သိတာပြောရမှလားမသိချင်ရန်ကုန်သူရန်ကုန်သားတွေ အဲ့တော့ sky meter ပြောင်းချမှုနဲ့ပတ်သက်ပြီးတော့လေအင်မတန်ကိုအန်အော်ထိတ်လန့်ဝယ်ရဆောက်လို့ရလောကရဲ့ခိုးဝှက်မှုလိန်လေပြီးပြည်သူလူထုကိုရောင်းချထားမှုတွေကိုမျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်နောက်တစ်ချက်ကနေပြည်တော်နေပြည်တော်ဝန်ထမ်းလိုင်းငန်းတွေကဆော့အုံတွေကမြောက်များစွာစင်ကြုံးကအဆပြိုကျတဲ့ဖြစ်စဉ်ဟာတိတ်တော့ထိုးပြီးတော့အန်အော်နေစရာမရှိပါဘူး နေပြည်တော်ကိုစောက်ခဲ့တဲ့သူမှန်သမျှအကုန်တခိုးကြီးပဲဖြစ်ပါတယ်နေပြည်တော်ကိုစောက်ခဲ့တာစစ်တပ်ရဲ့ကြီးအီးတပ်ပါတယ်အဲတော့စောက်လို့ဝင်ကြီးအဲဘလူးလေနမေမိနေလို့ဗျာထားတော့အာကစားဝင်ကြီးအဲနမေမိတို့သူတို့တွေပါတယ်ပေါ့ဗျာထားပါတော့နော်ရှင်းပြောအကုန်တခိုးကြီးပါပဲစစ်တပ်နဲ့ပတ်သက်တဲ့ခရိုနီအတိုင်းဝိုင်းတာနေပြည်တော်တခုလုံးကို control ယူစောက်လို့ခဲ့တာဖြစ်ပါတယ် ဦးတင်ဆန်း sorry ခုနအာကသာဝန်ကြီးဦးတင်ဆန်းတင်ဆန်းရဲ့သာသမီများဖြုတ်ကုတ်ကိုတင်ဆန်းလို့ပါလို့နေပြည်တော်လွတ်တော်လို့ပါလို့စောက်ခဲ့တာဖြစ်ပြီးနေပြည်တော်ဒီလမ်းတွေမှန်သမျှကိုတော့အရင်တုန်းကဦးသိန်းစိန်လက်ထက်ကစောက်လို့ဝင်ကြီးပြနာမည်မိနေလို့သူသမီးကအုံမာပါတယ်ဂျူဒါလာကအစ္စလမ်ဘာသာဝင်တယောက်နဲ့ယူထားတာနေတာကတော့ကျွန်တော်စီရိုရာအနောက်ကအိမ်ယာဝင်းတဲမှာအရင်တုန်းကတော့လမ်းမတော် ဘီလီယက်စင်တာကြီးငှားပြီးတော့သူကဘီလီယက်ယူယူနေတဲ့သူတယောက်အစ္စတန်ဘာသာဝင် ရုပ်ဖြောင်းဖြောင်းပါပဲသူနဲ့ယူလာပြီးသူက contract ရခဲ့တယ်ပေါ့ဗျာဒီနေပြီးတော့လမ်းတွေတခိုးပါပဲအဲ့တော့နေပြီးတော့ငလီလုံးလို့ပြိုကြတာတိတ်ထူးဆန်းမဟုတ်တလို့စေယုံချုပ်ပြိုကြတာဟာလည်းတိတ်မထူးဆန်းပါဘူးဂျီတာကောင်ကြီးစောက်တယ်စေယုံချုပ်ဝိုင်းခိုးတာလို့လေကျဉ်ကျဉ်တိုက်တော့မခံနိုင်ကြောင်းတတ်တည်ပြခဲ့ပြီဖြစ်ပါတယ် ဒါကြောင့်မို့နောက်တစ်ချိန်သာခက်ပြင်းပြင်းနေပြည်တော်ကိုဗဟိုပြုတဲ့ငလင်မျိုးလှုပ်လာခဲ့ရင်နေပြည်တော်ဟာလုံးဝပျောက်ကွယ်သွားနိုင်စရာအခြေအနေရှိပါတယ်ဒီလိုသဘာဝဘေးကြီးကပျောက်ကွယ်အောင်တန်ခတ်ရင်ခတ်မခတ်ရင်ငါတို့ပြည်သူရဲ့တက်တိနဲ့စိတ်တက်နဲ့တစ္ဆာတရားကနေပြည်တော်ကြီးလုံးဝပျောက်ကွယ်သွားအောင်တန်ခတ်ကြရပါတယ်ဘလို့ပျောက်ကွယ်သွားမှလဲဆိုတော့ဒီအင်းဒီလူတွေကို ဖန်စီတက်ပြတ်ဖြိုချတာကိုပြောတာမဟုတ်ဘူး။နေပြည်တော်ဆိုပြီးဝိသေသပြုထားတဲ့စစ်တပ်ရဲ့အတွေးခေါ်စစ်တပ်ဟာပရိသတ်တိရှင်ဘီရင်ကဲ့သို့ပြုမှုတဲ့အတွေးခေါ်မျိုးရှိပါတယ်။သူတို့ကိုသူတို့ဘရင်တပါလို့ရှင်းပရိသတ်တိဘရင်တွေလို့သူတို့ကိုသူတို့ခံယူလေးရှိပါတယ်။တတ်သိပြချက်နှစ်ခုပြောရမယ်။တစ်ခုကပြုံးတွေတက္ကသိုလ်စစ်တက္ကသိုလ် DSC ရှိမှာ အလောင်းမင်းတရားတို့အတော်ရထာတို့ဆိုတဲ့စစ်ပရိသတ်တွေရုပ်ထုကြီးကိုမျက်မျက်နှာနှာကိုကိုယ်ွယ်တက်ကြပါတယ်နောက်တစ်ခုကနေပြည်တော်ဆိုဟာမျိုးတိဆောက်ပြီးမြို့တွေရွာတွေနာမည်ပေးလိုက်ရင်လည်းမင်းခမ်းမင်းနာပေါ့အရင်ကာလကအချိန်မျိုးကိုသူတို့ကဖန်တီးပါတယ်ပရိသတ်ညင်ရှိပါတယ်အရင်ရှင်ဒနာရှင်ဝါဒကြိုက်ဆွဲပါတယ်စစ်တပ်ကစီးပွားရေးစစ်တပ်ကိုပိုင်စီးပွားရေးလုပ်ငန်းကြီးဖြစ်တယ်စီးပွားရေးဥပိုင်လီမိတက်ဟာ ဥပိုင်လီမီတက်အပါအဝင်ပေါ့ဗျာခရိုဒီအတိုင်းဝိုင်းတစ်ခုလုံးရဲ့စီးပွားရေးဟာမြန်မာပြည်ရဲ့80ရာခိုင်နှုန်းရှိပါတယ်အဲ့တော့စစ်အာဏာရှင်တို့မြည်သည်တိုင်းပြည်ဘာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပြည်သူတေးတေးကြီးကြီးငါတို့ကိုဖြူရင်တော့တိုင်းပြည်ဘာပြုတ်အောင်လုပ်မယ်ဆိုတဲ့အတွင်းနဲ့စစ်အာဏာရှင်တိုင်းသူတို့လူကလွှဲရင်တိုင်းပြည်စီးပွားရေးကို တိုင်းပြည်ရဲ့ဆုံးဖြတ်ခွင့်တွေကိုလုံးဝမပေးအပ်ပါဘူး။သူတို့ပဲစီမံဆုံးဖြတ်စီးပွားရေးလုပ်ပြီးစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးအုပ်ချုပ်ရေးတရားစီရင်အကုန်လုံးကိုကင်တာပြီးသူတို့ကိုဖြိုရင်တိုင်းပြည်ပါဖြိုရမယ်ဆိုတဲ့စိတ်နဲ့တိဆောက်ထားကြတာတိဆောက်ခဲ့ကြတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလက်ရှိငလင်းဘေးတင့်နဲ့ပြည်သူလူထုအပေါင်းတို့ကိုတူကိုထပဲကိုယုံရမှာဖြစ်တဲ့အတွက်ဉာဏ်ပညာရှိရှိနဲ့ ရှင်တန်ပေးချပါကျွန်တော်တို့ဘက်ကလည်းဒီဘက်ကနီလန်ပေါင်းစုံနဲ့လုပ်နိုင်တမျှအလုပ်နေပါတယ်ဘာတွေလုပ်နေလဲလို့ပြောလို့မရလို့ပါလူမြတ်ကျော်ကလူမြတ်ကျော်နာမည်နဲ့လာလှူရင်အဲ့အလှူတွေအကုန်အဖားခံရလိမ့်မယ်ဗျာဒါကြောင့်မို့ကျွန်တော်ထုတ်ပြောလို့မရတဲ့အတွက်မပြောတာပါလုပ်နိုင်တယ်လို့လုပ်နေပါတယ်လုပ်လို့ရတယ်လို့လုပ်ပြီးနေပါတယ်နောက်တစ်ခုကကျွန်တော်တို့ ငလင်ပေးတံခံစားနေရတဲ့အပြင်ကိုထပ်မှန်ပြီးစစ်တပ်ရဲ့ရက်ဆက်ရုံမာမှုကြောင့်ပုံချဲခံရတဲ့အခြေအနေကိုခံရတဲ့ပြည်သူလူထုအပေါင်းအောင်မွေးကိုမလဲမသိရရှိခြင်းနေပြီဆိုတာလည်းယုံကြည်ပါတယ်။ဒါကြောင့်မို့ဒီကနေ့မှာနိုင်ငံတော်ကပေးကြီးငလင်ကပေးကြီးဖြစ်ပြီးလူပေါင်း3000 4000နီးပါးတိတ်ဆုံးနေတဲ့အခြေအနေစကိုင်းတမျိုးလုံးအပုတ်နဲ့ထွက်နေတဲ့အခြေအနေပါ လေနဲ့ဘုံကျဲပြီးစစ်တိုက်ဖို့သာစိတ်သေးရှိတဲ့កောင်မျိုးကိုအမြင့်ပြတ်တိုက်နိုင်မှုအတွက်ကတော်နိုင်ရေးကိုရှုံမတန်လျာမဖြစ်ပဲစစ်အနိုင်တိုက်ရေးအတွေးခေါ်တိဆောက်ပြီးတိုင်းနာအီယာဦးများ PDF တက်များအန်ယူဂျီအမ်ဒီအချာတိကြတက်တော်များပြည်သူလူလူတို့ပူပေါင်းပြီးညီညွတ်သောအောင်ပွဲကိုရဖို့ ညီညွတ်ရင်အောင်ပွဲရမယ်ဆိုတော့တိတိကြီးနဲ့ဘာလို့မညီညွတ်နိုင်ကြတာလဲဗျာလို့ပြောရင်ညီညာလို့ပြပါအားလုံးကိုကျေးဇူးတင်ပါ